ော်နိုင်ငံကြီးကျိုးရိုးဆိုတာဝေးလို့အတိဉဏ်ဆိုတာလက်သေးကုန်ဘဝဟိုလက်သေးမှာပေါက်နေလက်သေးပန်းပွင့်တော့မရှိရသေးဘူးလေလူလူညတာဆိုတာလေကြည့်ဖို့နေနေတတဟိုအာနာဘလို့ရမလဲနော်နာမည်ဘလို့ရမလဲပဲကြည့်နေတဲ့သူတွေကို NDR ကိုဘလို့ထစ်လို့စင်မတင်မခဲ့လေဆိုတာကတော့ evidence စဉ်းစားဖို့ကောင်းတဲ့မေးခွန်းပါပဲကျွန်တော်ဒီနေ့ကတော့အခု2025ရွေးကောက်ပွဲမှာတတိပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ဒီသူတို့တို့ကိုယ်စားလှယ်တအူးအနေနဲ့တတိပုဂ္ဂလဝင်ရောက်ရှင်ပြိုင်မဲ့ အဲဒေါ်စနာမင်းရဲ့နိုင်ငံရေးဆိုင်ရာအနေတချို့သုံးသပ်သွားပါပါအဲ့တော့ဒေါ်စနာမင်းကတော့ဒါပထမလေးအားလုံးသိပြီးရတဲ့အချိန်မှာသူကဒါ2012ခုနှစ်ဂျာထည့်ရွေးကောက်ပွဲမှာ2015ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်တဦးထည့်ခဲ့တယ်။အဲနောက်တစ်ခါကျတော့အခုဒီ2025ရွေးကောက်ပွဲကိုဝင်ဖို့အတွက်လည်း သူတော်တော်ကြီးအာသွန်ခွန်ဆိုင်ပေါ့ကျွန်တော်လွန်ခဲ့တဲ့ဒီရွက်ကောက်ပွဲလုပ်ပေးမယ်လို့မင်းအောင်လှိုင်ပြောတဲ့ကာလာတွေကစပြီးတော့အာသွန်ခွန်ဆိုင်လုပ်နေရတယ်ကျွန်တော်တွေ့ရတယ်သူရဲ့ interview တွေလှူရှားမှုတွေပေါ့နော်ကျွန်တော်ဆိုရှယ်မီဒီယာမှာရောဒီ media platform တွေမှာပါကျွန်တော်တွေ့ရပါတယ်သူရဲ့အာသက်တွေကိုရှိမှုပေါ့ဒီရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးအာသက်တွေကိုရှိမှုကတော့ဘယ်သူမှမမြင်နိုင်ပါဘူးအဲဒီမှာမှာဂျားတွေမှာမှသူပါဝင်ပြီးတော့ Democratic ဆောင်ရွက်နေတဲ့ NDF ပါတီပေါ့နော် NDF ပါတီကထက်သိမ်းခံလိုက်ရတဲ့အခါမှာအဲသူနိုင်ငံရေးကိုတော်တော်ကြီးမလုပ်တော့ဘူးလို့ပါတော့တရက်နှစ်ရက်လောက် ဲ post trade trainer တွေပါကြီးကျွန်တော်တွေ့ကြတာပေါ့ဗျာအဲပြီးလည်းပြီးတော့အခုတော့သူတတိပုဂ္ဂလအမတ်အနေနဲ့ဝင်ပြိုင်လာတယ်အဲတတိပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်လာတဲ့အခါမှာဒီကိုသထွေးနိုင်နေ interview တွေပါကျွန်တော်လည်းဒီရက်ထဲမှာဒီကိုသထွေးနိုင် interview တွေတွေကနိုင်ငံရေးသမားတွေဒီရွေးကောက်ပွဲဝင်မဲ့သူတွေဖြေဆိုချက်တွေအပေါ်မှာကျွန်တော်သုံးသပ်မိတာလေးတော်တော်များပါတယ်ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုရှေရှေနဲ့တေးချတာစနစ်တကျမေးခွန်းနဲ့မေးတဲ့အခါကျတော့ကျွန်တော်အနေနဲ့အဲ့ဒီနိုင်ငံရေးဆိုင်ရာပေါ့နော်ကျွန်တော်စိတ်ဝင်စားတဲ့အပိုင်းလေးတွေကောက်နှုတ်ပြီးတော့သုံးသပ်ခြင်းဖြစ်ပါတယ် အဲ့တော့ဒီ interview မှာဆိုရင်လေဒါကိုသထွေးနိုင်ကရွေးကောက်ပွဲကိုဝင်မဲ့အခြေအနေတွေသူတတိပုဂ္ဂလကိုယ်စားလှယ်ဘလို့ဖြစ်တာလာတာညောင်းနေနဲ့ပတ်သက်တာဒေါ်စနာမင်းလာတာညောင်းနေအဝင်ပြိုင်မှာပါအဲ့တော့ဒါနဲ့ပတ်သက်တဲ့ပြောဆိုချက်တွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့အဲ့ဒီမှာမှကျွန်တော်အဓိကနှစ်ခုဗောနော်နှစ်ခုကောင်းထုတ်ပြီးတော့ကျွန်တော်ဒီနေ့သုံးသပ်မယ်အဲ့တော့တစ်ခုကတော့ဗာလေးဆိုတော့အခုဒီကိုသထွေးနိုင်မေးခွန်းမှာကျွန်တော်တွေ့ရတာဒါဒါဒီအခု2020ရွေးကောက်ပွဲကိုဝင်မယ်ဆိုတဲ့သူတွေတော်တော်များများကိုလည်းဒီ interview မေးခွန်းတွေကိုကျွန်တော်တို့ တွေ့ရပါတယ်ဒီရမီဒီယာတွေရောဒီစာ YouTube channel ရမီဒီယာတွေနိုင်ငံတကာမီဒီယာတွေလည်းတချို့မေးကြတယ်ပေါ့နော်ဒီ BBC တို့ဘာတို့အစားလေးတွေ့ကြတယ်အဲ့တော့ဒီဒီလူရဲ့ interview ရေလောက်ကြတယ်ပေါ့လောက်ကြတော့အဲ့မှာမေးခွန်းကဘာလဲဆိုတော့ဒီရွက်ကောက်ဖွဲ့ဒီကျွန်တော်နားလေထားတာစစ်တပ်ရဲ့ထွက်ပေါက်ပေါ့နော်ဒါဒီဘက်ကဒေါ်လာရင်းအင်အားစုတွေဆိုဟိုအင်အားစုတွေနောက်ဒီလူအများစုကဒါစစ်တပ်ရဲ့ထွက်ပေါက်ဆိုပြီးဟိုထွက်ပေါက်လုပ်တဲ့ရွက်ကောက်ဖွဲ့ဖြစ်တယ်ဒါကြောင့်ရွက်ပေါက်ဒီရွက်ကောက်ဖွဲ့ဒီထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ဆိုပြီးစီယုံနှုံဆိုနေရလေးတွေ့ရတယ် ောက်တစ်ခုကကျတော့ဒီရွေးကောက်ပွဲဒီအထူးအောင်ရွေးကောက်ပွဲနော်တော့နောက်ပြီးတော့ပြည်သူတွေမေးပေးပြီးတော့ပါဝင်ပူပေါင်းဆောင်ရွက်ခြင်းမလုပ်ဖို့တိုက်တွန်းတာတွေလုံးဆိုရည်လေးတွေ့သလိုနိုင်ငံတကာလည်းအတိမတ်မတည်ဘူးဆိုပြီးတော့အာဆီယံတို့ဘာတို့ပေါ့နော်အတိမတ်မတည်ဘူးဆိုတဲ့နေရာမှာတို့သက်ဆိုင်ရာဒီပလိုမေစီရပြောဆိုကြတာတွေလွတ်တော်အမတ်တွေတတိပုဂ္ဂလပြောဆိုကြတာတွေပေါ့ဒီနိုင်ငံတကာဘက်မှလည်းကျွန်တော်တို့တွေ့ရတာတွေရှိတယ်။အဲ့တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းပေါ့နော်ဒီမှာကိုသတင်းနိုင်မေးတာကတော့ဒီဆုံးတော့ကျွန်တော်ပြောခဲ့တဲ့အခြေအနေတွေပုံမှာဒေါ်ဆန္ဒမင်းအနေနဲ့ ဘယ်လိုထင်လဲပေါ့နော်အဲ့လိုမေးမေးခွန်းလေးရှိပါတယ်အဲ့တော့ဒေါ်စနာမင်းဘယ်လိုသုံးသက်ထည့်ကြမလဲဆိုတာကိုကျွန်တော်နားထောင်ကြည့်မယ်ပြီးရင်တော့ကျွန်တော်သုံးသက်ချက်လေးပြောပါမယ်ကြာစာနာထောင်ကြည့်လိုက်ပါမယ်ကျမကစစ်တပ်ရဲ့ထွက်ပေါက်လို့မမြင်ပါဘူး။ဒါကကျမတို့မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုပဲဖြစ်ပါတယ်။ကျမတို့ကရွေးကောက်ပွဲမလုပ်ဘူးဆိုရင်ကျမတို့ကဟလာဒီစေုပ်ချုပ်ရေးအောက်မှာအမြဲတမ်းနေစေချင်တာလားလို့ကျမပြန်မေးချင်ပါတယ်။အဲ့တော့ အခုလိုမျိုးဟလာနိုင်ငံတကာကအသိမှတ်ပြုတဲ့အရသာဆိုးရတရဖြစ်ပေါ်လာအောင်ဆိုရွေးကောက်ပွဲကိုမဖြစ်မနေဖြတ်သန်းရမှာပဲဖြစ်တယ်ရွေးကောက်ပွဲဖြစ်လာမှသာလေကျမတို့ကခုနအာနာ၃ရက်ကိုခွဲဝေပြီးတော့ကျင့်သုံးနိုင်မှာဖြစ်တယ်အဲ့တော့ဒီလိုပါပဲဟိုစစ်တပ်ရဲ့ထွက်ပေါက်တခုမဟုတ်ဘူးပြည်သူလူထုရဲ့ထွက်ပေါက်ဆိုတော့ကျမဒီနေရာကနေပြောချင်တယ်အဲကျမတို့2010တုန်းကလည်းဒီလိုပါပဲရွေးကောက်ပွဲကိုစတင်ဖို့ကိုအမျိုးမျိုးနိုင်ငံတကာကလည်းပြောကြတယ်ဒီလိုပဲစန့်ကျင်တာကိုပြောတာပါပဲ။ဒါပေမဲ့ဟလာကျမတို့ဗန်းတောင်းမှု9ရက်9ချက်ရှိပါတယ်။ဟလာဗန်းတောင်းမှု9ချက်အရဆိုရင်ကိုယ်နိုင်ငံရဲ့ကိစ္စကိုယ်ဘာသာကိုပဲဆောင်ရွက်ရမှာပါ။ဟိုတခြားနိုင်ငံတွေကသဘောကျသည်ဖြစ်စေသဘောမကျသည်ဖြစ်စေဒီရွေးကောက်ပွဲကိုအတိမတ်ပြည့်စုံဖြစ်စေအတိမတ် မပြုတ်ဒီဖြစ်စီလုတ်တင်လုတ်ထိုက်တဲ့အချိန်ရောက်လို့လုတ်တင်လုတ်ထိုက်တယ်ဆိုရင်တော့ကျမတို့ကလက်ခံပါပဲဖြစ်တယ်ဒီလိုမျိုးမလုတ်ရင်လည်းကျမတို့တွေကဟလာဟိုစိုးချိုးရေးအောက်မှာပဲတသက်လုံးနေပြီးတော့ ပြည်သူလူထုရဲ့အခွင့်အရေးတွေနဲ့နာဆုံးရှုံးနေတာဒီကြတော့တခြားနိုင်ငံကလူတွေကဒါရောက်ပြီးတော့ကဲတင်ပေးမှာပို့လို့တာမကဲတင်ပေးပါဘူးသူတို့နိုင်ငံမှာလည်းသူတို့လုတ်ဆရာရှိတာကိုသူတို့ဖာပါသူတို့လုတ်တာပါပဲအဲ့ဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့ကိစ္စကျွန်တော်တို့နိုင်ငံမှာလုံ့ဝမဲ့ကိစ္စတွေအားလုံးကျွန်တော်တို့ဖန်တီးပြဆုံးပြရမှာပါကျွန်တော်တို့ကတကယ်လို့သာစစ်တပ်ရဲ့ထွက်ပေါက်တစ်ခုဆိုလို့ရှိရင်ဟာလာဒီလိုကိစ္စမျိုးကကျွန်တော်တို့ကြုံခဲ့ဘူးပြီလေကျွန်တော်တို့မှာအတွေ့အကြုံတွေရှိပါတယ်ဘာဖြစ်ရင်ဘာဖြစ်သွားလိမ့်မယ်ဆိုတာကျွန်တော်တို့သိတဲ့အတွက်လည်းကျွန်တော်တို့ဒီရွေးကောက်ပွဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါနော်ခုနလိုမျိုးကိုတပ်ထွက်နိုင်မေးလို့ဒါစစ်တပ်ရဲ့ထွက်ပေါက်တစ်ခုလဲဆိုလို့ရှိရင်အဲ့ဒီလောက်တော့နိုင်ငံရေးသမားတွေကအသိဉာဏ်မမဲ့ပါဘူး ဲ့တော့ကိုသတင်းနိုင်ရေးဆိုတော့မေကွန်းအပေါ်မှာ तू ကဟိုထေချလိုက်တယ်ပေါ့ထေချတော့နည်းနည်းရွှေရတယ်ကျွန်တော် recap လုပ်ရမယ်ဆိုရင်တော့တရားပြောရမယ်ဆိုတော့ဒါစစ်တက်ကထွက်ပေါက်မဟုတ်ဘူးတီတူတူတွေထွက်ပေါက်ပေါ့နော်အဲ့တော့အဲ့ညမှာ तू ကဒီမေးလာတဲ့မေကွန်းတခုရှိရပေါ့ဒီရွက်ကောက်ပွဲမှာမပါရဘူးရွက်ကောက်ပွဲမှာရွက်ကောက်ပွဲမလုပ်ရဘူးဆိုရင်ဒါစစ်အနာရှင်စစ်အုပ်ချုပ်ရေးအောက်မှာပဲနေသေးကြနာလားဆိုရင်မေကွန်းလည်းတွေ့ရတယ်အဲနောက်ပြီးသူ့ရဲ့အကောင့်နေမှုပေါ့နော်အာနာ၃ရက်ကိုခွဲဝေနိုင်တဲ့လွှတ်တော်တွေအုပ်ချုပ်ရေးတွေပေါ်လာမယ်ဆိုရင်အနေနဲ့လည်းတွေ့သလိုသူတခြားဒီဘန်နောက်မှုတွေပိုင်းနဲ့လည်း ူဆက်ဆက်ပြီးတော့ပြောဆိုသွားတာတွေလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီနေရာမှာသူ့ရဲ့ပေါ့နော်ကျွန်တော် main argument ပေါ့ main argument အဓိကကျွန်တော်ဆွေးနွေးညှင်းခုန်စရာဖြစ်နေတဲ့ကိစ္စဒါဒီဒေါ်စနာမင်းပြောမှမဟုတ်ပါဘူးအဲနောက်ပြီးဘသူမင်းမင်းဒေါ်လာရေးအားစုတွေနိုင်ငံရေးသဘောထားအယူဆတစ်စုံတရားမတူညီတဲ့သူတွေကြားမှာကျွန်တော်တို့ဒီ2015ရွေးကောက်ပွဲဒီဒါအဓိကညှင်းခုန်ရတဲ့ကိစ္စတစ်ခုကတော့ဗာလေဆိုတော့ဒါစစ်တပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲစစ်တပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲမှာဒီရွေးကောက်ပွဲ ကိုလုတ်ပေးတဲ့စစ်တပ်ကဘာလုတ်ထားတဲ့စစ်တပ်လဲဆိုတော့2020မှာရွေးကောက်ပွဲရလက်ကိုဖျက်သိမ်းပြီးအာဏာသိမ်းတဲ့စစ်တပ်အဲနောက်ပြီးသူလုံးမဲ့အခြေခံစီမင်းမူပေါင်းဒီဒါ2008ဖွဲ့စည်းပုံအခြေခံဥပဒေဒါရည်လေးကျွန်တော်ပြောရခဏခဏတော့ထပ်နေပါပြီပြည်သူလူထုတွေရောဒါမိတ်ဆွေတွေရောအကုန်လုံးသိကြတဲ့အတိုင်းပါပဲဗောနော်အဲ့တော့ तू က तू အဓိကဒီမှာကျွန်တော်ပြောကျင်တာကတော့မေးခွန်းရှိရင်အထီးရှိရတယ်ပေါ့နော်အဲ့တော့စစ်တပ်ရဲ့ထွက်ပေါက်လို့မနေဘူးတနိုင်ငံလုံးရဲ့ထွက်ပေါက်လို့နေနေဆိုရင်ကျွန်တော်ဆက်မေးခြင်းနဲ့မေးခွန်းပေါ့ကျွန်တော်ရရှိနေဆိုဟွိုင်းပေါ့ ဟွိုင်းပေါ့ဒီ interview မှာကျွန်တော် main နေသူတယောက်ထင်ကျွန်တော်ဆက်မင်းမှာဟွိုင်းပေါ့ဘာကြောင့်အဲ့လိုထင်တာလေးပေါ့ကျွန်တော်အဲ့ဒါဒီဥကကိုကြီးတို့နော်တခြားတခြားသောဒီလို interview တွေကိုနားထောင်နေအခါကျရင်လေတို့ကအဲ့လိုကာကွယ်ပြီးထေကြရပေါ့ဒါစစ်တကယ်ထွက်ပေါက်မဟုတ်ဘူးတည်သူလူလူရဲ့ထွက်ပေါက်တနိုင်ငံလုံးရဲ့ထွက်ပေါက်ဘာကြောင့်အဲ့လိုထပ်ပေါက်လို့ထင်တာလေးဆိုတော့ why မေးခွန်းကိုကျွန်တော်အရင်မေးချင်ပါတယ်။ဒါဟုတ်သူတို့အခုတက်ဒီဘယ်သူမှထင်ထင်ရှင်းရှင်းတိတိကျကျပေါ့နော်။သူကပါတီရဲ့ခံယူချက်ပဲဖြစ်ဖြစ်ဒီဝင်ရောက်ရှင်းပြမယ်ဒါ နိုင်ငံသမားပေါ့နော်နိုင်ငံသမားတွေအနေအရပဲဖြစ်ပါစေပေါ့ဒါကိုထိထိဝင်ဝင်ရှင်းရှင်းလင်းလင်းတက်တက်သားသားဖြေဆိုပေးထားတဲ့အခြေအနေမျိုးတော့ကျွန်တော်ကုတ္တရီမတွေ့ရသေးဘူးအကုန်လုံးကဘာနဲ့ပဲလှုပ်လဲဆိုတော့ဥမာကိုကိုကြီးဆိုရင်လည်းဟိုတော့အင်တာဗျူးမှာဆိုရင်ဘာဖြစ်ချင်တာလဲဆိုပြီးတော့ရန်လုပ်တဲ့မိကုန်းတွေကိုကျွန်တော်တွေ့ရတယ်ဟုတ်ဒေါ်စနာမင်းဆိုလေသူကမေးတာပြောတာဘယ်လိုပြောလဲဆိုစေဥချုပ်ရဲ့အောက်မှာနေစေချင်တာလားပေါ့ နေသေးချင်တာလားဆိုတော့ဒါဘ누구ကိုမေးတာလဲမေးခွန်းဘ누구ကိုမေးတယ်မေးခွန်းလေးပေါ့နော်အဲဆုံးဆုံးတော့ဒီရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲနောက်ပြီးတော့ဒီ notebook campaign စသည်ဖြင့်ပေါ့နော်မေးမပေးဘူးနိုင်ငံတကာအသိမဲ့မပြုမပြုဘူးလို့ပြောနေတယ်တကဘာလုံးကိုမေးချင်တာလားစစ်အာဏာရှင်ရဲ့ဖိနှိပ်မှုအောက်မှာဒါနှစ်ပေါင်းများစွာအလူလေးခံနေရတဲ့ပြည်သူတွေကိုမေးချင်တာလားပေါ့နော်စေုပ်ချုပ်ရအောင်မနေသေးချင်တာလားဆိုတော့စေုပ်ချုပ်ရအောင်မနေသေးချင်လို့ကျွန်တော်တို့ဘဝတွေအသက်တွေအချိန်တွေအများကြီးပေးပြီးလူတွေတော်လှန်နေကြတာမဟုတ်ဘူးလားအဲ့တော့ဘယ်သူကလဲစေုပ်ချုပ်ရအောင်မနေချင်ပါလဲ ဒါပေမဲ့ဒေါ်စနာမင်းတို့လုံနေတဲ့ဒီ2025ရွေးကောက်ပွဲသည်ကျွန်တော်တို့ဒီသူတွေကိုကျွန်တော်ရာသက်ပံလို့ပြောလိုက်ရင်တော့တအားကြီးအဆုံးရောက်လိမ့်မယ်ဗျာအနည်းဆုံး250เนาะဒါရွေးကောက်ပွဲ230ဒီလိုကာလရှိမြန်မာစစ်တပ်ကလည်းပုံသွင်းပြီးတော့လှုပ်ထားတဲ့အခုမြောက်ကိုရီးယားလိုအဲအရင်ကျွန်တော်မာဆာလာခစ်ကလိုဒီလို ပုံစံမျိုးကိုပုံသွင်းပြီးတော့သူတို့အုပ်ချုပ်ချင်တဲ့ပုံစံတစ်ခုကိုစီစဉ်နေတဲ့စစ်တပ်ကထွက်ပေါက်လေးမဟုတ်ဘူးထောင်ချောက်လေးမဟုတ်ဘူးစစ်ကြုံတူမဲ့ခြေလမ်းမှာ စစ်ကြွန်ပြုမဲ့အကွက်ပါဒီအတွက်ကိုပဲဒါဒီရွက်ကောက်ပွဲကိုဟန်ပြလှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဒီနေရာမှာလည်းဟန်ပြလို့ကျွန်တော်တို့ဘာကြောင့်တစ်ချိန်လုံးပြောနေရလဲဆိုတဲ့အခါမှာတကယ်လဲတော့ဒါဒီမိုကရေစီနဲ့ရွက်ကောက်ပွဲစံချိန်စံညုံနေလေကျွန်တော်တို့ပြောကြမယ်ဆိုရင်အခုဝင်ပြန်မဲ့ချက်ခံရဝင်ပြန်မဲ့သူတွေရှိမယ်တဆန်ရဝင်ပြန်မဲ့သူတွေရှိတယ်။နော်ကျွန်တော်ထားလိုက်ပါတော့ဒါတည်သူပါတီတော်ဦးဖြတ်သိမ်းခံလိုက်ရတဲ့ NDF တို့နော်နောက်ဒီ P3 လုံးတို့နော်ဒီလိုပါတီတွေရဲ့လူတွေ ဟိုစစ်သားမဟုတ်တဲ့သူတွေအပေါ်ပေါ့နော်ကျွန်တော်ပြောရတာတော့အာနာတွေဒါပေမဲ့အဓိကအဝင်ပြန်ပြီးအာနာကိုလဝကြီးကိုခွဲဝေသွားမယ့်သူတွေအကုန်လုံးကတော့စစ်သားတွေကြီးပဲတဆာနေရဆိုလေဒါမဆာလာကနေအသွင်ပြောင်းလာတာကြန့်ခန့်ရေးဘေဇင်းနစ်ကလာလေခဏရောအလုံးတည်ပြီးသားပဲအဲ့ဒီမှာမှာအခုဒါလောလောလက်လက်ကိုစစ်တပ်မှတာဝန်ထမ်းဆောင်နေတဲ့ယာရူကြီးပုံကိုယ်တွေကိုပါရွှေ့ပြီးရောစစ်တပ်ကကြန့်ခန့်ရေးတွေကိုထည့်လိုက်တယ်တပ်ပုံတို့နော်နောက်တခါဘယ်သူလဲဟိုကျွန်တော်ညာထုံးဦးတို့ဒီလိုပုံကိုယ်တွေကိုပါထည့်လိုက် တဲ့ငကောလေးစစ်သားဟောင်းနဲ့စုဖွဲ့ထားတဲ့ပါတီဒီလူတွေကိုထည့်တယ်ထည့်ပြီးတော့သူကလေးတိုင်းတိုင်းဒီလုံးမှာအင်အားအကောင်ဆုံးပြိုင်မဲ့ပါတီဖြစ်တယ်ဖြစ်ပြီးတော့သူ့ရဲ့ your resource အသုံးစွဲခွင့်နဲ့အသုံးပြုခွင့်နဲ့ဘာတွေကအစလဝကြီးအုပ်ထားတဲ့ဟာဖြစ်ပြီးတော့ဒါသည်တာမန်ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ကြည့်မယ်ဆိုရင်တော့တော်တော်ကြီး famous ဖြစ်တဲ့အခြေအနေအဲဒါမဲ့ဆေးရနာရှင်လောက်အောင်မှလုပ်တဲ့ရွေးကောက်ပွဲဆိုရင်ဘယ်လောက်ထိ ဟိုဟာထစ်ကြမလဲဘူးเนาะဟိုဘလို့လောက်ထိဟိုကျွန်တော်တို့တရားမျှတမှုတွေเนาะကျွန်တော်လွတ်လပ်မှုတွေကင်းကွာမလဲဘူးလွတ်လပ်မှုတွေကင်းကွာနေတဲ့အချိန်တွေကိုလည်းကျွန်တော်ရှေ့မှာတွေ့နေရပြီးအတရားတော့ဖိအားပေးပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဗီဒီယိုတွေရိုက်ခိုင်းတာဒီမှာမပါခြင်းတဲ့သူတွေကိုဖမ်းဆီးတာဒါအပြင်ဒါအပြင်ဟိုတခြားအမှုဟောင်းတွေเนาะနောက်ပြီးတော့ရွေးကောက်ပွဲကိုယ်စားလှယ်အရေးချင်းလို့သတ်မှတ်တဲ့နေရာမှာလည်းကျွန်တော်ကြည့်တာတော့စစ်တပ်ကရွှေ့ပေးလိုက်တဲ့သူတွေတုတ်သွားတာတော့ကျွန်တော်တယောက်မှမတွေ့ရသေးဘူးတမန်အရသားရဲ့လူတွေကိုပဲသူတို့နေဦးဆုံးခေါင်းစဉ်နဲ့တက်ပြီးတော့ထုတ်ထုတ်လုပ်နေတာကိုလေ ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့စစ်တပ်ကဒီစစ်အုပ်ချုပ်ရေးအောင်မနေစီချင်တာလားလို့မေးရင်သူက2025အလွန်ကြိုင်ဘာဖြစ်သွားမှာလဲအဲ့တော့ဒီမင်းအောင်လည်းသမရလုံမှာဒုံမုတ်ကဲခင်ကြီးလုံမှာစိုးစသည်ဖြစ်မော်တရားတို့စစ်တပ်ကလူတရောလုံမယ်လုံပြီးွားရင်တိုင်းပြည်ကိုတို့ပုံစံတကျအုပ်ချုပ်ထားတဲ့ဟာမျိုးနဲ့တို့ဟိုဆက်ပြီးဖိနှိပ်အုပ်ချုပ်မယ်နော်ဒါနောက် ခင်ဗျားတို့ကျွန်တော်ကျွန်တော်ဆက်ပြီးလုံးမယ်ဒီသုံးသက်ချက်တွေလေးရှိပါတယ်ဥပမာဆိုဒီစစ်တပ်ကနေဝင်ပြိုင်မယ်ရွေးကောက်ပွဲပြိုင်မယ်ဒါလှဆွေဘူးလက်လှဆွေတို့ဘာလို့ဆိုရင်လူ့ဖွဲ့စည်းတွေတချင်းအောင်ချင်းချောက်ပြောဆိုနေတာအဲ့တော့ဒီလူတွေကဒီလူတွေကအာဏာကိုလော်ကြီးအုပ်ပြီးလုံမင်းနေဆိုတော့တိတိလျက်နေ ဒီလိုဒေါ်စနာမင်းတို့လိုဥကုကိုကြီးတို့လိုဒါနိုင်ငံရေးတုံတရားဖြတ်သန်းမှုရှိတယ်ကြာသူတို့နှိရှိထောင်းနေနေကြခံခဲ့ရတယ်ဒီလိုအခြေအနေရသူတွေကပါဝင်ပြီးအားထည့်ပေးတယ်အားထည့်ပေးပြီးတော့တော်လန်ကြီးတော်လန်ကြီးကိုထောက်ခံနေတဲ့တည်သူလူထုကိုနော်ဒီတော်လန်ကြီးကိုယုံကြည်မှုကင်းမဲ့သွားအောင်နောက်ပြီးတော့ဒီစစ်တပ်ရဲ့လမ်းကြောင်းထဲမှာတည်သူတွေကခေါင်းငုံလက်ပိုက်ပြီးတော့ပအဝင်လာအောင်သူတို့နီးညွတ်ဆောင်နေလှုပ်ဆောင်နေကြတယ် လောဆောင်မျိုးကတို့ရဲ့အနေပြောတဲ့စကားပါပါလဲဆိုတော့ black make လုပ်တဲ့စကားလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာအဲစိတ်ဥချော်ရောက်မှမနေသေးချင်တာလားငါတို့ဘာလို့ရောက်မှလဲစသည်ဖြင့်ပေါ့နော်ဒါမျိုးတွေပြောတာတွေ့ရပါတယ်နောက်ပြီးဒီမှာဒေါ်စနာမင်းပြောရတဲ့အထက်မှာကျွန်တော်တို့ဒါ saturation analysis လို့ပြောတဲ့ကောင်းတဲ့ကိစ္စတွေပါပါတယ်နော်ကျွန်တော်တို့ဒီအခြေအနေကိုကျွန်တော်တို့သုံးသပ်ဖို့လိုတယ်နောက်ပြီးတော့ သုံးသက်တဲ့အခါမှာဆိုလို့ကျွန်တော် comparative ပေါ့နှိုင်းရှင်နဲ့သုံးသက်ဖို့လိုပါတယ်သူပြောရတဲ့မှာ2010တုန်းကလည်းဒီလိုပါပဲနိုင်ငံတကာကနေအဲဒါကိုရွေးကောက်ပွဲအတိမမတူတာတွေပါတယ်ရှိခဲ့တယ်ဆိုတဲ့အခြေအနေမျိုးသူပြောသွားပါတယ်အဲ့တော့ကျွန်တော်မေးချင်တာက2010နိုင်ငံရဲ့အခြေအနေနဲ့အခုနိုင်ငံရဲ့အခြေအနေနဲ့တူလားပေါ့2010ရဲ့2020နိုင်ငံရဲ့အခြေအနေနဲ့တော့ကျွန်တော်တို့ကွက်တီမတူဘူးဘာကြောင့်လဲဆို2020လို့ကျွန်တော်ပြောကြတဲ့အခါမှာ2020ကျော်ကာလလို့ပြောတဲ့အခါမှာ1988မှာတော့ဒီ26နှစ်တာ တဝါဒီအာနာရှင်စနစ်ကဖိနှိပ်မှုအောက်ကနေရုံးကန်အောင်ကြွတဲ့တည်သူတော်လှန်ရေးကြီးဖြစ်ခဲ့တယ်လူလူအရေးတော်ပုံကြီးဖြစ်ခဲ့တယ်ဒါကိုစစ်တပ်ကအာနာသိနေအဲပြီးွားတော့မှသူဖွင့်ပေးတဲ့ပုံစံအတီးသီးနဲ့ဒါရွေးကောက်ပွဲမှတ်ဖို့ရွေးကောက်ပွဲလို့ပါတီမှတ်ပုံတင်တာတွေပါတယ်ဆိုပြီး1990ရွေးကောက်ပွဲကိုကျင်းပါတယ်အဲ့တော့ကျမပြီမဲနိုင်တော့အာနာလွှဲပေးလာဆိုမလွှဲပေးပါဘူး။နောက်တဲ့22နှစ်ကိုခေါင်းစဉ်မျိုးစုံကြောင်းပြီးအုပ်ချုပ်တယ်။အုပ်ချုပ်တဲ့ကာလမှာလေကျွန်တော်တို့သတိထားမှာပါလေဆိုတော့ဒီ2010ရွေးကောက်ပွဲနီးလာတဲ့အချိန် တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီးတဲ့အချိန်မှာဗမာတရနိုင်ငံရဲ့အခြေအနေဒီအခုအခြေအနေတွေနဲ့နည်းနည်းမှမတိုက်ဆိုင်ဘူးအဲ့တော့လက်နက်ကင်တော်လိုင်းအင်အားစုတွေမှာလည်းစစ်တပ်နဲ့စကားပြောနေတယ်အဲ့တော့ကတော့အဲ့ရှေ့မှာတွေကခင်ကျွန်းတို့တို့အနည်းပြောတယ်ဗျာအဲတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းပေါင်း18ဖွဲ့ဟိုဒါဥပဒေပေါင်းတွေးရောက်လာအောင် လုပ်တယ်တို့ဘာတို့ညာတို့ဆိုတွေပြောဆိုချက်တွေလည်းခင်ဗျားတို့ကြားဘူးနေပြီအဲ့တော့စစ်ရေးအရတင်းမှမရှိဘူး နောက်ပြီးနိုင်ငံရေးရအောင်ကြောင်းမှုလည်းမရှိဘူးအဲ့ရှင်းမှာကျွန်တော်ကြီးမယ်ဆိုရင်အကြီးမားဆုံး movement အနေနဲ့2000ကိုရွှေဝါရုံတန်ခါလှုပ်ရှားမှုနဲ့ကျွန်တော်တို့ဒါကက်ဘေးပေါ့နော်ကက်ဘေးအနေနဲ့ကြီးမယ်ဆို2008နာခဲ့ပဲရှိခဲ့တာပါအဲအဲ့လိုအခြေအနေကနေစစ်တပ်ကစနစ်တကျသူဟိုခွင်ကြပုံသွင်းပြီးတော့လှုပ်ထားတဲ့ရွေးကောက်ပွဲရနေမှာသူတို့တစင်တစင်နဲ့တော့သွားတယ်သွားပြီးတော့နောက်ဆုံးသူတို့လူကျင်တဲ့ပုံစံမဖြစ်တဲ့အခါကျတော့2020မှာအာဏာပြန်သိမ်းတာပဲအရသာကတကယ်နိုင်ငံရေးတွေပါဝင်လာပြီဆိုတော့အဲ့တော့ကျွန်တော်တို့က တော်လန်နေပြုတ်တင်နေတောင်းလေလို့ပြောတဲ့အခါမှာအဲဗမာတီမန်ရှိနေတဲ့စစ်အာဏာရှင်ဇင်းမြစ်ကြီးတစ်ခုလုံးကိုကျွန်တော်တို့တိုက်ရမှာပါအဲ့တော့ဒီဇင်းမြစ်ကိုမကျေနိုင်မချင်းမထုတ်နိုင်မချင်းမထုံနိုင်မချင်းကျွန်တော်တို့ကြုံတွေ့နေရမှာရည်သည်ဒီမိုကရေစီပဲတိုးရွေးကောက်ပွဲပဲတိုးဖက်ဒရယ်ပဲတိုးကြိုက်တဲ့အင်္ဂလိပ်စလုံးနေနေပဲတိုးပါတီစလုံးနေနေပဲတိုးတိုးကြိုက်တာလားပြောပါဦးမပါပါဠိစလုံးလို့ပြောရဲခါမှာဒါမဆလာခက်ကဆိုရင်လေကျွန်တော်တို့အိညာမညာပေါ့နော်အိညာမညာဆိုပြီးတော့ဒါပါဠိတွေသုံးနေ တော့ဟိုကိုနေကိုနေနစ်ဒီတော့ဒီလက်ဝဲဝါရီတွေရဲ့အသုံးနှုံးတွေကိုယူပြီးတော့သူတို့ပုံစံမျိုးစုံထက်ပြီးသုံးကြရလေကျွန်တော်တို့တွေ့ရတယ်။ဒါဆိုရင်အဲ့ဒိုဆန်နာမင်းကနှိုင်းရှင်တဲ့အမဟုတ်တဲ့နှစ်ခုကိုနှိုင်းရှင်ပြီးတော့သူ့ရဲ့ပါဝင်မှုเนาะပါဝင်မှုနဲ့အတူသူအမေကတော့သူကျွန်တော်ကျွန်တော်မင်းရင်တော့လုံးမင်းရင်ကျွန်တော်ထေမှာတဲ့ကျွန်တော်ကျွန်တော်လည်းမသက်ဆိုင်လို့ပါဒီကိစ္စတွေကျွန်တော်ကတော့လွတ်တော်ကိုယ်စားလေးအဲ့လိုတယောက်ခဏဘာလို့လွတ်တော်ကိုယ်စားလေးလှုပ်ချင်တာလဲဆိုကျွန်တော်ဆိုပျော်လို့လို့ပြောမှာတော့မဟုတ်လှုပ်ချင်လို့လို့ပြောမှာဘာလို့ဆိုလှုပ်ချင်လို့လှုပ်တာလေ ပျော်လွတ်လောက်တာလေအာနာလိုချင်လို့လောက်တာဒါပေမဲ့ကျွန်တော်မကြိုက်နေတာပါလဲဆိုတော့တို့ကတီးသူအတွက်တို့ကဓာကြီးကိုလုံနေရပါတယ်အဲ့တော့တို့ရဲ့ဒီလေတစ်ဖက်မှာကျွန်တော်တို့တော်လှန်နေကြတဲ့သူတွေအသက်ပေးနေရတဲ့သူတွေ CDN လေးနဲ့တို့ကလည်းမကွာချောင်းတော့ငါတို့ကပို့ပြီးတော့ smatch ကြသေးတယ်ဗောတော့မျိုးပုံမှာနေပြီးတော့စစ်တပ်နဲ့ပူးပေါင်းပြီးလုံနေတယ်ဆိုတဲ့ဟာမျိုးကိုသူတို့ပုံဖန်တာတွေခါကြီးကကျွန်တော်ဘုံဝင်ရှင်းရှင်းကြီးနေနေရတာပဲဒါပေမဲ့အဲ့ဒါကိုတို့တစ်ချိန်တည်းမှာပုံစံပြောင်းပြီးတော့အဲတို့ကိုတို့လည်းတော့ဒါတိုက်တီးအတွက်လုံနေပါတယ်ဆိုပြီးတော့ ဟိုအမွန့်တင်နေတာမျိုးတော့ကျွန်တော်ကြည့်မရဘူး။ကျွန်တော်ပြောတာတော့ logic ကြာချင်မှကြာပါကျွန်တော်ကြည့်မရတော့အမှန်အတိုင်းပဲကျွန်တော်လုံးဝကြည့်မရဘူး။အဲအကြောင်းလို့လည်းကျွန်တော်ဒီလိုပြန်လေသုံးသက်ချက်တွေလုပ်နေခြင်းဖြစ်ပါတယ်။အဲ့တော့နောက်တစ်စိန်တော့အခြေအနေနဲ့သူပြောရဲအခုအခြေအနေနဲ့လည်းဘာမှကိုက်နေတာမဟုတ်ဘူး။နောက်နောက်ပြီးတော့ဒီနိုင်ငံတကာထောက်ခံမှုအတိမတ်ပြည်မှုတွေပြောတဲ့အခါမှာဆိုရင်လည်းဟိုးဒါဖာသာပလတ်ကကဘန်နောက်ညီလာခံမှုတွေနော်ဘန်နောက်ညီလာခံမှုဆိုတာကျွန်တော်တို့ဒီ ဗမ်မလိုက်လှူချောင်းမှုမှာချမှတ်ထားတဲ့မူတွေပေါ့ဗျာအဲ့တော့ဗမ်မလိုက်လှူချောင်းမှုမှာချတယ်ဖာသာဗလာခက်ကနိုင်ငံရေးမူတွေဒါမဲ့လေဟိုသူ့တို့ဒီကတော့ကျွန်တော်သူရွှေရှောင်းပြောတာပါသူတေချာဗန်နောက်မှု၅ချက်အလွတ်ရလားဆိုမင်းအောင်အလွတ်ဆိုတတ်မဲ့ပုံလုံးကျွန်တော်မမြင်ပါဘူးဒီကနှိမ်နေလို့ထင်ရင်လည်းနှိမ်ပေါ့ဒါပေမဲ့ရွှေရှောင်းပြောတယ်ဒါမဲ့သူရွှေရှောင်းပြောတော့အိမ်မမအောင်ဒီကဘာလို့လဲဆိုအခုဟိုနိုင်ငံကိုအုပ်ချုပ်ပါမယ်ဆိုပြီးတော့တနက်ကြီးတကားကနေချိန်ဝါနေတယ်မင်းအွန်လိုင်းတော့စစ်အုပ်စုရောเนาะကျွန်တော်တို့ ဟိုတခါမဲရထားပြီးွားရင်အဲ့မဲရလက်ကတသလုံးမပြတ်တော့ဘူးလို့ထင်နေတဲ့ NLD CRPH NUG အုပ်စုရောနိုင်ငံတကာဆက်ဆံရေးတို့နိုင်ငံတကာဒီ foreign affair တို့ foreign relation တို့ foreign policy တို့ဟိုပြောလိုက်ပြီးဆိုရင်အဲ့ခစ်ဗမလိုက်ခစ်ဗန်တောင်းခစ်ကမထွက်နိုင်သေးတော့ဒေါ်စန္ဒာမင်းပြောတာတော့ကျွန်တော်တိတ်လို့အပြစ်မတင်ချင်ပါဘူးဒါပေမဲ့သူရှူရှောင်းပြောတယ်ဆိုတော့ကျွန်တော်သိတယ်ပေါ့နော်အဲပြီးလည်းပြီးတော့ထပ်ပြောပါသေးတယ်ကြစစ်တပ်ရဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့တို့ကဘာထင်ဘာထင်မယ်ဆိုတော့ဘာပြီးရင်ဘာထင်မယ်ဆိုတော့သိတယ်အာကျွန်တော်အရန်ဝင်တာတယ် အယံဝင်တာလေစစ်တပ်ရဲ့ထွက်ပေါက်မဟုတ်ဘူးဆိုတာကိုလည်းသိတယ်ဒါဒီသူလူတွေရဲ့ထွက်ပေါက်ပေါ့နော်။ဘာဖြစ်ရင်ဘာဖြစ်မယ်ဆိုတာလည်းသိနေသိနေကျွန်တော်တို့ပြောပြဖို့တာဝန်ရှိပါတယ်။သူဒီသူ့ကိုယ်သူနိုင်ငံရေးသမားဆိုတဲ့စကားကိုလည်းခဏခဏပြောတယ်။နော်ဒါရှေ့အင်တာဗျူးရဲ့ရှေ့ပိုင်းနေမှာဆိုရင်ဒါသူကငငယ်တော့ activist လုပ်တယ်။အဲအခုအသက်ကြီးတော့နော်တင်ညာရေးချင်းရအတွေ့အကြုံရသူကလွှတ်တော်အမတ်လုပ်လို့ရပြီဖြစ်အတွက်သူကလွှတ်တော်အမတ်လုပ်ပြီးတိုင်းပြည်ကိုပြည်နယ်ပြောင်းလဲဖို့ကြိုးစားမယ်။ It's okay ဒါသူဒီသူ့ကိုယ်သူနိုင်ငံရေးသမားတွေအပြည့်အဝခံယူရတော့သူပြောနေတာပါ။သူသိနေတယ်ဆိုရင်ပြည်သူလူထုကိုပြောပြဖို့တာဝန်ရှိပါတယ်။ ဒီအချက်လက်တည်တည်ဘာတွေလဲဆိုရိကိစ္စအောင်အဲ့လိုဆိုတည်သူကရွေးချယ်လို့ရလာလေအော်ဟုတ်ပြီတော်လိုင်းဘက်ကတော့ရှူချောင်းနေများနေတယ်သူတို့ကတကယ်လုံနေတယ်ပေါ့ပြီးရင်ဘာပြီးရင်ဘာဖြစ်မယ်ဘာပြီးရင်ဘာဖြစ်မယ်လဲသိနေတယ်ဆိုရင်စစ်တပ်ကိုပန်ပိုးတော့မဟုတ်ရင်တော့သူတို့သူတို့ကိုညလာပြီးဦးနာထားရတယ်ထစ်ကောင်းထစ်လာနိုင်ပါမယ်ဒီသူကဒါပေမဲ့အခုကတော့တိတိနေသိရင်ပြောလိုက်လေဘာတလို့လက်ကလေးနဲ့ဒီလိုဖုံပြီးချောင်းကြည့်နေမှာတော့ဘာလို့ဖုံပြီးချောင်းကြည့်နေမှာတော့အနီးနားလူတွေကိုပြလိုက်ဟိုလူပြလိုက်ဒီလိုပြလိုက်လက်ကလေးနဲ့ဒီလိုချောင်းကြည့်တဲ့အလုပ်ကိုမလုပ်ပါနဲ့ ကျွန်တော်တို့ပြောပြလို့ရပါတယ်ကျွန်တော်လည်းသိပိုင်ခွင့်ရှိပါတယ်အဲ့တော့အဓိကကတော့ reason ကောင်းကောင်းပေါ့ rational ကောင်းကောင်းကျွန်တော်တို့ဘာကြောင့်ဒီရွေးကောက်ပွဲကြီးကဒီသူရဲ့ထွက်ပေါက်ဖြစ်တာလေစစ်တကယ်ထွက်ပေါက်မဟုတ်တာလေပြောနိုင်ခြင်းရှိလားဆိုတော့လေအခုတတိပြောနေတဲ့သူတွေကြည့်တဲ့ခါကျတော့တယောက်မှလည်းပြောနိုင်ခြင်းရှိသေးတာမတွေ့ရဘူးတို့ပြောရင်ဘာဖြစ်မလဲအစိုးရအသိကြီးတက်လာမယ်အုံဖွားဆိုပြီးကောင်းသွားတော့မဟုတ်ဘူးကျွန်တော်တို့ကျမတို့ပူပေါင်းညှိနှိုင်းဆောင်ရွက်ကြမယ်ပူပေါင်းညှိနှိုင်းဆောင်ရွက်ချင်တာနဲ့တည်းရွေးကောက်ပွဲမလိုပါဘူးခင်ဗျားတို့အခုလည်းပူပေါင်းညှိနှိုင်းဆောင်ရွက်လို့ရနေတာပဲ စစ်တပ်ကနေပတ်သက်ပြီးပြီးတော့စစ်တပ်လက်ဝက်က NGO တွေ INGO တွေနဲ့လုပ်တဲ့ foreign နဲ့ conference တွေခဏတော့တက်နေတာပဲလေ။ဘာတွေနဲ့ခဏတော့ရှူရှောင်လုပ်ချင်နေရတယ်။နောက်ဆုံးတစ်ခါဒီဒီပိုင်းနောက်ဆုံးတစ်ခါတည်ရည်ရတယ်။နော်ဒါမျိုးကိစ္စတွေနဲ့ပတ်သက်နိုင်နေတဲ့ဟိုနိုင်ငံရေးသမားတွေကအသိဉာဏ်မမဲ့ပါဘူးတဲ့စစ်တပ်ကထွက်ပေါက်လို့ဒီရွေးကောက်ပွဲကိုပြောတဲ့ဟာမှာပါဝင်ရသလောက်ရှိရဲဆိုရင်အသိဉာဏ်မမဲ့ပါဘူးလို့ပြောတဲ့ခါမှာအသိဉာဏ်ကိုဗာနဲ့တိုင်းတာလဲပေါ့ ဘာတွေတိုင်းတာကျွန်တော်ကတော့ရှင်းတယ်ကျွန်တော်ရဲ့တိုင်းတာမှုတော့တရားမျှတမှုပါတရားမျှတမှုနဲ့ကျွန်တော်တိုင်းတာပါတယ်ဗမာဒီမှာနှစ်ပေါင်းများစွာခံခဲ့ရတဲ့လူခွေချိုးဖောက်မှုတွေလူနေထုံးတက်ထက်မှုတွေစစ်ရာဇဝတ်မှုတွေနော်မဒိန်မှုတွေလူသားညွတ်တွေကိုကျူးလွန်တဲ့ရာဇဝတ်မှုတွေကျွန်တော်တည်သူလူထုကိုပုံစံမျိုးစုံနဲ့ဖိနှိပ်ထားတဲ့စစ်တပ်နဲ့စစ်တပ်လက်ဝေကံအစိုးရတွေပေါ့ဗျာအဲအစိုးရမှာပါခဲ့တဲ့သူတွေစစ်တပ်မှာပါပြီးနိုင်ငံရေးလုပ်တဲ့သူတွေနော်ထောင်နေအလီလီကြခံပြီးတော့တပွားလုံးရင်းနှီးပြီးနိုင်ငံရေးလုပ်တဲ့သူတွေ ပုံစံမျိုးစုံရှိပါတယ်ဒါပေမဲ့နိုင်ငံရေးသမားလို့သူပြောရဲလူဒန်းသားတော့ဘယ်နိုင်ငံရေးသမားလူဒန်းသားကိုပြောချင်တာလဲလူလူဘက်ကကာကွယ်ပြီးပြောရဲလူဒန်းသားလားဥမာသူပြောသလိုဆိုရင်ဒါတာဆာညရောဘာရောမာဆာလာပေါင်းပြီးချုပ်အုပ်စုတွေမာဆာလာအဖိုးကြီးအုပ်စုတွေနေလဲဒါတာဆာညဆိုတော့မာဆာလာရဲ့လက်ဝေကံလေဟိုမွေးဖွားလိုက်တာလက်ဝေကံမဟုတ် 3D မွေးဖွားပေးလိုက်တာမာဆာလာရဲ့ဟိုဘယ်လိုပြောမလဲနောက်ကနေထွက်လာတယ်မာဆာလာတက်တဲ့အချိန်မှာထွက်လာတယ်မာဆာလာရဲ့အခွန်အခွန်ကြောင်းလာတဲ့အဖွဲ့အစည်းပဲဒါပေမဲ့ ideology တော့ပတ်သက်တော့ကတော့မရှိတော့ဘူးပေါ့သူတို့အဖေကြီး ဥနေဝင်မရှိတော့တဲ့အခါကြတော့အဲ့တော့သူပြောတဲ့နိုင်ငံရေးသမားဆိုဘယ်သူကိုပြောလဲဒီနိုင်ငံရေးသမားတွေကအသိဉာဏ်မမဲ့ပါဘူးဆိုကျွန်တော်တို့တည်းပြောချင်တယ်အသိဉာဏ်မဲ့လို့ပဲခင်ဗျားတို့စစ်တပ်ကစစ်ဖက်နယ်ကိုဖုံးတုပ်ပေးနေကြတာမဟုတ်ဘူးလားကျွန်တော်ရှာနေရက်တာတော့ဘာလို့ပြောရင်နည်းနည်းရိုင်းပြီးယုံရင်းဝါမှဆိုလို့ကျွန်တော်ဖုံးတုပ်ပေးလို့ပဲပြောတာပါအမှန်တကယ်တော့ဟိုလိုပြောချင်တာပါအဲ့တော့ဒါဒေါ်စန်နမင်းရဲ့နိုင်ငံရေးအတွေ့အကြုံဖြစ်ပါတယ်ကျွန်တော်ဒီလိုတွေတွေ့ရရင် intern one နေတာတော့ကျွန်တော် NDO ပဲကျွန်တော်စိတ်မကောင်းဖြစ်တယ်ဒါလေးဆက်ဆက်ပြီးတော့ ဘာကြောင့် NLD ကိုစိတ်မကောင်းဖြစ်လဲဆိုဒီလိုလူတွေကိုလည်းလွတ်တော်အမတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်တို့နောက် NLD ရဲ့တာဝန်ရှိတဲ့သူတွေကဘာကြည့်ရွေးခဲ့ကြရလဲမသိဘူး။နော်နိုင်ငံရေးကြိုးရိုးဆိုတာဝေးလို့အတိဉဏ်ဆိုတာလက်သေးကုန်မှုကဟိုလက်သေးမှာပေါက်နေလက်သေးပန်းပွင့်တော့မရှိရသေးဘူးလေ။လူမှုမြေတာဆိုတာလည်းကြည့်ဖို့အနေနဲ့တသား။ဟိုအာနာဘလို့ရမလဲ။ နော်နာမည်ဘလို့ရမလဲပဲကြည်နေတဲ့သူတွေကို NDR ကိုဘလို့ထစ်လို့စင်မတင်မခဲ့လေဆိုတာကတော့ evidence စဉ်းစားဖို့ကောင်းတဲ့မေးခွန်းပါပဲအခုကျွန်တော်နောက်တစ်ပိုင်းကိုဆက်နားထောင်ရင်းနဲ့သုံးသက်ချက်လေးဆက်လုပ်ပါမယ်ဗျကျွန်တော်တို့နိုင်ငံမှာအခုဟာလာပြည်သူလူထုဘယ်လောက်ရှိလဲတန်း90ကျော်ရှိပါတယ်တန်း90ကျော်ကတစ်စိတ်တည်းတဝန်းနဲ့ဘယ်တော့မှမရှိပါဘူး လိုလားတဲ့လူရှိတယ်မလိုလားတဲ့လူရှိတယ်အခုလည်းကျမတို့ဟလာတော်လန်ရေးလုပ်တယ်ဆိုတာဒီတော်လန်ရေးကိုထောက်ခံတဲ့လူတွေလည်းရှိတယ်မထောက်ခံတဲ့လူတွေလည်းရှိတယ်အဲ့တော့ပြည်သူလူထုက90မှာကျမတို့အ ਨੇ ဆုံးဟလာတန်း30ကျော်မဲပေးပိုင်ပြီးရှိတယ်ပြည်သူလူထုရှိပါတယ်ဒီတန်း30ကျော်သောပြည်သူလူထုမှာအပြောင်းလဲကိုလိုချင်တဲ့ပြည်သူလူထုလည်းထောက်ဝက်ကျော်ရှိပါတယ်အဲ့တော့ကျမတို့ဒီထောက်ဝက်ကျော်ကမဲပေးတယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကခါပြပါတယ်ပြည်သူလူထုဘယ်သူမှမဲလာမပေးဘူးဆိုတာတော့မရှိပါဘူးဟလာအပြောင်းလဲကိုလိုချင်တဲ့ နောက်တစ်ခုကဟိုဒီလိုမျိုးဟလာကိုမလိုချင်တဲ့အစိုးရရဲ့လက်အောက်မှာနေနေရတာတဲ့ကိုလိုချင်တဲ့အစိုးရလက်အောက်ကိုရောက်ရှိဖို့အပြောင်းလဲတစ်ခုတွားချင်တဲ့ပြည်သူလူထုတွေလည်းအများကြီးရှိပါတယ်။သူကဒီမေးကုန်းပေါ့နော်ဒီ interview ပုံကောမေးပါတယ်ပေါ့နော်တည်သူကရောတကယ်ယုံကြည်သလားတည်သူကတကယ်ယုံကြည်မယုံကြည်ဘူးတကယ်အကဲတရားမေးပေးဖို့စမ်းသပ်မရှိဘူးဆိုရင်ဘာလုပ်မလဲဆိုတော့ထုံးစံတိုင်းမှာကျွန်တော်ဒီလူတွေကို immediate အာအသိနဲ့ကိစ္စတခုရှိတယ်ဒေါ်သက်သက်ခိုင်တို့ဥက္ကကိုကြီးတို့ကျွန်တော်ဒေါ်စန္ဒမင်းတို့ကြည့်လိုက်ပါဘရောမှာမေးကုန်းကို မထီဘူးဘရောမေကုန်းမထီဘူးမထီဘဲနဲ့ဝိလေကြောင်ပန်းနဲ့ဟိုပဲ့ဒီပဲ့ဘာလို့ဆိုသူတို့ကအထီမရှိဘူးဘာလို့အထီမရှိလဲသူတို့ဒီလူရုညနာကိုလွှဲပြီးရောလူရုညနာနဲ့မမူတဲ့ဘက်မှာရှောက်နေတဲ့အတွက်လူရုကိုရေးရေးကြည့်ရတဲ့အနေမရှိပါဘူးအဲ့တော့ဟိုစင်တူညနာစင်မဲမကြည့်တာတော့ဘာလို့လို့ရှိရတဲ့အထီဦးမဲကိစ္စတွေဆိုတော့ကျွန်တော်တိတ်မပြောချင်ဘူးဒါပေမဲ့ပြဿနာကပါလဲဆိုတော့လူရုကိုရေးရေးကြည့်ပြီးရော ဟုတ်တယ်ကျွန်မတို့ကကျွန်တော်တို့ပြည်သူကိုယုံကြည်ရယ်မဲလာပေးလိမ့်မယ်တော့မဲလာမပေးရင်ဘာတွေသူတို့စီးဝေါအောင်လုပ်မယ်ဆိုတဲ့ကိစ္စမျိုးဘရောမတက်တက်တသားတိတိကျကျထေနိုင်နေအရေးချင်းကိုအသိဉာဏ်ကိုမရှိတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘာပဲပြောနေကြလဲဆိုတော့ဟိုဒီလိုပေါ့ကျွန်တော်တို့ကိန်းကနန်းနေနဲ့တွတ်မယ်ဆိုရင်ဟိုမျိုးစုံတွေးတွေးလို့ရတယ်လေဘောလုံးမွေးတွေမှာကိုကျွန်တော်ပရိသတ်အားပေးရဆိုရင်ရုပ်ရှင်နဲ့ကိစ္စတွေမှာကိုပြောလို့ရတယ်သူကဒါဒီတာမန်လော့ဂျစ်ပါကျွန်တော်လူရုတော်လှန်ရေးလူရုတရဲ့လောကစစ်ကြုံစနစ်အောက်ကနေရုံးထွက်နေရေးတော်လှန်ရေးလို့ပြောတဲ့အခါမှာ ဒီတော်လိုင်းကြီးကိုအပေးထောက်ခံနေဆိုတော့ဘာနဲ့တိုင်မလဲပေါ့နော်အဲ့တော့ဘာနဲ့တိုင်လဲကျွန်တော်ကတော့ဘာနဲ့တိုင်လို့ရလဲလို့နေ Political will နိုင်ငံရေးသဘောဆန္ဒနဲ့တိုင်လို့ရပါတယ်တည်သူတွေနိုင်ငံရေးသဘောဆန္ဒကျွန်တော်တို့ကြည့်လို့ရတယ် EAO တွေလူမျိုးစုတော်လိုင်းအင်အားစုတွေကျွန်တော်တို့ထားပါတော့နိုင်ငံရေးပါတီတွေဒီစစ်တပ်ဘက်ကနေဥဒါရွေးကောက်ပွဲမှာ ဒီ2021မှာအာဏာသိမ်းလိုက်တဲ့အခါမှာစစ်တပ်ကိုဆေးရနာရှင်စနစ်ကိုဆန့်ကျင်နေတဲ့သူတွေဒီရွေးကောက်ပွဲတွေဒီမိုကရေစီဟိုဟိုကျွန်တော်တို့15 20 30ရွေးကောက်ပွဲတွေ မတိုင်ခင်2008ဖွဲ့စည်းပုံမတိုင်ခင်အဲ့ဂျားကာလာအစဉ်အဆက်လေးကျွန်တော်တို့စိတ်တက်စစ်တက်ကိုစိတ်တက်အားဖြင့်ခုခံတော်လှန်နေတဲ့ဆေးရနာရှင်စနစ်ကိုဆန့်ကျင်နေတဲ့ဗမာပြည်မှာတည်သူလူလူအတယောက်များရှိပါတယ်အော်ထားလိုက်ပါဦးတရားတို့မဲစင်းမားတွေတို့ဘာလို့တို့ရှောက်ပြီးရွှေရှောင်းတီကောင်းတွေပြောကြပါမိမယ်ကျွန်တော်တို့ကတော့2020ရွေးကောက်ပွဲရလဒ်ကိုကြည့်ရင်လေဒါ anyway anyway ဘလိုနီးနေပဲဖြစ်ဖြစ် NLD ကိုထောက်ခံနေတည်သူရဲ့ပမာဏ NLD ကိုထောက်ခံနေဆိုအမေရိကန်တို့အဲ့ဒီမှာ NLD ကိုထောက်ခံတာထက်ကျွန်တော်နားလေချက်ပေါ့နော်ဒေါ်ဆန်းစုကြည်ကိုထောက်ခံတာလည်းထင်နိုင်တယ်တော့တည်သူအများစုကစစ်အာဏာရှင်မဟုတ်ရင် PO ဆိုတဲ့အမည်အများကြီးရှိပါတယ်အဲ့တော့စစ်အာဏာရှင်မဟုတ်ဘူးနော်ဒေါ်ဆန်းစုကြည်ဥဆောင်နေ NLD သူတို့တစ်သလုံးတည်ထားပြီးတော့ဒါအရွေရောက်ပြီးရကျွန်တော်ဒီ after 88မှာမွေးဖွားပြီးအရွေရောက်ခဲ့တဲ့သူတိုင်းအတွက်တည်နေတဲ့လူတန်ငယ်ပါတီပေါ့နော်ဒီလိုဖြစ်တဲ့အခါမှာဒါကိုပုံဩပြီးအားပေးတယ် ဲ့တော့2020ရွေးကောက်ပွဲမှာမင်းနိုင်တာ2015ရွေးကောက်ပွဲမှာမင်းနိုင်တာ1990မှာဒီ NLD မင်းနိုင်တာပေါ့နော်ဒါပြောရရင်တော့ NLD မင်းနိုင်တာမဟုတ်ဘူးအရက်သားတွေမင်းနိုင်တာပါဆက်ရလာရှင်စနစ်ကိုစန့်ကျင်နေတဲ့သူတွေမင်းနိုင်တာပါအဲ့တော့ဒီ9နှစ်အတွင်းမှာလည်းကြည့်လို့ရတယ်နောက်တစ်ခါဒီစစ်တပ်အာဏာသိမ်းပြီးလိုက်တဲ့အချိန်မှာလမ်းလုံးပြည့်လူလူလှုပ်ရှားမှုကြီးတွေယနေ့အထိတော်လန်ရေးကိုအသက်ဆက်ပေးနေတဲ့လူလူရဲ့ထောက်ခံမှုတွေတော်လန်ရေးဆိုတာလေလူလူထောက်ခံမှုရှင်ရပ်ဆိုင်သွားမှာပါအဲ့တော့ဒီလိုအခြေအနေကနေပြီးရရှိနေတဲ့အခါမှာ तू က လူတွေကိုအငင်ကွဲဝအောင်သူကခွဲထုတ်လိုက်တယ်ပေါ့နော်ထောက်ခံသူလည်းရှိမယ်မထောက်ခံသူလည်းရှိမယ်အဲ့တော့အနည်းဆုံးဘူးဒူးရေးဒါဗမာပြည်မှာတန်း90ကျော်ရှိရယ်တန်း30ကမေးပင်းနိုင်မှုအခွင့်ရရှိတယ်အဲ့ဒီမှာမှာ10တန်းမို့တဝက်မေးပင်းညောက်တယ်ဆိုအဲ့တော့ तू ကဒီလူ10တန်းရဲ့စဉ်းစားချက်ပေါ့နော်လူ10တန်းလူစေတဲ့မေးပေးနိုင်တယ်ဆိုတော့အနေဆုံးမေးပေးရင်ငါတို့အာဏာရပြီဆိုရင်းနေမှာသူ့ရဲ့ political will သူ့ရဲ့နိုင်ငံရေးသဘောဆန္ဒသူ့နိုင်ငံရေးလုပ်တယ်ပြည်သူအတွက်လုပ်နေတယ်ဆိုတဲ့ဇာတ်ရည်ဒီအားလုံးတစ်ယောက်နဲ့ရောက်သွားပါတယ် ဘာလို့လဲဆိုတော့ဒါစစ်တပ်အကြိုက်စစ်တပ်ကိုစစ်တပ်ကပေးထားချက်နဲ့တို့ပြောပြောနေတို့ကိုလည်းပေးထားချက်နဲ့ဝါရထန့်ချီတဲ့အခြေအနေလို့ထက်ကျွန်တော်ဘာမှပို့ပြီးသုံးသက်လို့မရအောင်လူကြီးရဲ့စင်းနဲ့ပြောပြောလို့ရတာပေါ့ကျွန်တော်ရက်ကမှဘယ်နှယောက်ရှိရဲဘယ်သူကဘယ်နှယောက်ရှိရဲနော်ဘယ်နှယောက်ကမလေးရှားသွားနေတယ်ဘာနဲ့စသည်ဖြင့်ပေါ့ကျွန်တော် personal တွေကျွန်တော် table check တွေနဲ့ပြောလို့ရတယ်ဒါပေမဲ့ဒါဒီနိုင်ငံရေးကိစ္စပြနိုင်ငံရေးကိစ္စလို့ပြောရတဲ့အချိန်မှာတို့တော့ shop တို့ဘရောမန်ရှင်းမလုပ်ဘူးမန်ရှင်းမလုပ်ရေးတာဒီ9နှစ်အတွင်းမှာစစ်တပ်ကကျူးလွန်ခဲ့တယ် နော်ယာနေထောင်နေချီတဲ့စစ်ရာဇမှုကိစ္စတွေအကယ်၍တရားကျွန်တော်ဒီလိုလင်းမျက်စီထဲမှာပေါ်ကြည့်အောင်တို့ရောလှုပ်တဲ့သူတွေပါတို့ရောအချက်မရှိတဲ့သူတွေဆိုတော့လှုပ်ကြပါတယ်ဥပမာဒီလူတက်တဲ့ရခိုင်လူတက်ကောင်လက်ထဲမှာသွေးတွေစွန်းနေနှစ်ပေါင်းရဆွန်းနေသွေးတွေရလေနှစ်ပေါင်းရဆွန်းနေခင်ကြီးတို့ဆိုတဲ့ဒီလက်ကြီးတစ်ချောင်းလုံးကျွန်တော်ထင်တယ်သွေးစွန်းနေအဆင်နဲ့လောက်ရင်တော့ကြောက်မှမထင်ဘူး အဲ့လိုသွေးစွန်းနေတဲ့ကောင်တွေကိုတို့ကလက်တော်ဥက္ကရာကြီးရှင်လက်တော်ဥက္ကရာကြီးခင်ညာတမနာကြီးရှင်တမနာကြီးခင်ညာဆိုပြီးတော့ပြည့်စက်ကြီးကိုတို့ကကရေးတယ်ကဖို့စိတ်လုံးနေဆိုတာဟောကခန့်တို့ရဲ့နိုင်ငံရေးအတွေးခေါ်နိုင်ငံရေးစိတ်တက်ကဘလောက်ကြောက်ဖို့ကောင်းလေဗျာကျွန်တော်ဒါရီကိုနားလေဖို့လို့ပါတယ်ကျွန်တော်ကတော့ကျွန်တော်သဘောတစ်ခုလေးရတော့ကျွန်တော်က2000 25ရွေးကောက်ပွဲကိုစိုက်ကြတော့ဟောကျွန်တော်ရွေးကောက်ပွဲပိုင်းလေးတိတ်ဟိုမှာမထစ်ဘူးကျွန်တော်ကကျွန်တော်နိုင်ငံရေးဒီခင်ဗျာနလဘိန်းလုံးလို့ပဲတျော်တျော်ဘာပဲတို့ကြိုက်တယ်လို့ခင်ဗျာတို့ဝေဖန်သုံးသက်လို့ရတယ်အဲကျွန်တော်ကရှင်းတယ်ဗမာတီမှာစစ်တပ်ကိုညောင်းနေကန်ချခြင်းတယ်စစ်အာဏာရှင်စနစ်အပိတက်ချုပ်ငိမ့်စေခြင်းတယ်ဒါဒီပထမအစ်စ်ပဲနောက်ပြီးတော့စစ်အာဏာရှင်စနစ်နဲ့ပူတွဲတိဆောက်ထားတဲ့လူမျိုးကြီးဝါရအနေလူမျိုးရေးမှိုင်းအမျိုးဘာသာသာသနာနော်ဒီ extreme chauvinism ကိုဘယ်လိုပြောမလဲအမျိုးသားကြီးအစွန်းရောက်အနေနဲ့ဒါတွေအကုန်လုံးကိုကျွန်တော်ဆက်ပြီးနေနှုတ်တင်ကြောက်အောင်ပါပဲ နေနှုတ်တင်းကြော်လေဆိုတာလူတက်တာကိုပြောတာမဟုတ်ဘူးနော်အတွေးခိုတွေကိုနေနှုတ်တင်းကြော်ရမှာပဲကျွန်တော်တို့အဲ့တော့အဲ့ရမျိုးတွေမလုံနိုင်ပေးနဲ့ညာကျွန်တော်ကတော့အဲ့ကျွန်တော်ကတော့အဲ့အနေကိုလှုပ်ချင်နေသူအဲ့နေလှုပ်ချင်နေသူလှုပ်ချင်နေသူဖြစ်တဲ့အတွက်ရွေးကောက်ပွဲတွေပါတယ်ဆိုတာထက်ဒီလူတွေတည်သူကိုကိုစားတည်သူလိုလိုပြောရေးဆိုခွင့်ရှိသူလိုလိုနော်ဒါနိုင်ငံရေးထက်သန်းမှုအရာပဲဖြစ်ဖြစ်လုံနိုင်ကိုင်းနိုင်လူတည်များလို့ကြောက်မယ်ဖြစ်ဖြစ်ဒီလိုပြောနေဆိုနေတဲ့သူတွေစကားတွေဒီဒါဒီ test တွေဖြစ်သွားပါတယ်ဒီစကားတွေဒီ discourse တွေဖြစ်သွားပါတယ် ဒီ area ဒီလူဖွဲ့စည်းထဲမှာဒါဒီစိမ့်နေလေထိုးပြီးဝင်ရောက်နိုင်တယ်လို့ကျွန်တော်တို့တမိုင်းရောက်နေလွဲဝါးလည်းထင်နိုင်တယ်ဒီအနေနဲ့ဒီမပြောက်ကျက်သွားဘူးအဲ့တော့ကျွန်တော်တို့ကတုံ့ပြန်မှုတာဝန်ရှိတယ်အဲ့တော့တုံ့ပြန်အခြင်းဖြစ်နေပါတယ်တုံ့ပြန်အခြင်းဖြစ်ပါတယ်ဒီလိုတုံ့ပြန်မှုတာဝန်ရှိတဲ့အတွက်ကျွန်တော်တို့ဦးလေးကိုယ့်ဘက်ကိုယူထားတဲ့တာဝန်မှာဘယ်သူမှမလဲပေးထားတာမဟုတ်ပါဘူးအဲ့တော့တို့တို့ပြောလိုက်တယ်ပြောလိုက်တယ်ဆိုရင်အနည်းငယ်ဒီလိုတည်သူကိုဂျင်းထဲတဲ့ပုံစံမျိုး ကျွန်တော်တို့ကတမိုင်းကြောင်းပြောရင်လည်းအတိအကျပြောနိုင်တာလည်းမဟုတ်ဘူးအချက်လက်တွေလည်းပြောနိုင်တာမျိုးမဟုတ်ဘူးအဲ့လိုဂျင်းထည့်ပြီးရောအခုဆိုလည်း तू ပြောတာရှင်းရှင်းလေးလေးပုံပုံတပုံပေါ့တဲ့သူရဲ့တန်းကားတွေရှိရယ်ဆယ်တန်းပုံငါးပုံပုံတပုံပေါ့ငါးပုံပုံတပုံကတော့ရွက်ောက်ပဲမဲပေးမှာပဲမပေးပေးနေသူတို့ပေးရှိမှာလေဆိုတော့ကျွန်တော်တို့ဆွေးနွေးနေခြင်းနဲ့ပြဿနာအဲ့ဒါမဟုတ်ဘူးလူထုဒီဒီမိုကရေစီကိုယုံနေလို့ကျွန်တော်ယုံကြည်အဲ့ဒါမဲ့ဆက်ဘထရန်ပေါ့ကျွန်တော်တို့အနုအစိတ်အကြောင်းအမိန်အလင်းအမြောက် ပုံစံပေါ့ဗျာဟိုအကန့်အကန့်အကန့်လေးတွေနဲ့ level တွေတော့ကျွန်တော်တို့ကွဲပြားခြားနားမှုရှိတယ်။ဘာကြောင့်လဲဆိုတော့လူလူကနေတဲ့သူယုံရင်ဆိုင်ကြုံတွေ့နေရတဲ့စီးပွားရေးအခြေအနေတွေစောင့်ဝင်နေရေးအခြေအနေတွေအသက်ရှင်ရှင်သန်ရုန်းကန်မှုတွေပညာရေးရရှိမှုအခြေအနေတွေအရတော့တချို့ဟိုတည့်ရဲ့ပုံစံနဲ့နေရာုံပြောင်းလိုက်မယ်။တချို့ကဒီမိုကရေစီလို့ပြောလိုက်ရင် liberal နဲ့ဆက်သက်ပြီး united state လို့เนาะကျွန်တော်တို့နောက်တစ်ခါဒီကမ္ဘာနိုင်ငံကြီးတွေမှာရှိတဲ့ liberal စံနှုန်းတွေ democracy စံနှုန်းတွေကိုတိကျရှိသလိုတချို့တိုးသူတောင်သားတွေကျွန်တော်တို့ရထဲရွာတွေမှာရုံးကန်နေရတဲ့လူတွေကလည်း democracy ဆိုရင်တော်အောင်ဆန်းသူကြည့်နေပဲတွေးတည်တဲ့လူတွေလေရှိကောင်းရှိနိုင်မယ်ဒါပေမဲ့အဲ့လိုလူတွေအပေါ်မှာကျွန်တော်တို့ကကောင်းမွန်တဲ့စိတ်နဲ့ဥဆောင်ပြီးတော့တည်သူကိုကျွန်တော်တို့လုံကျွေးပြုတ်ရမှာလို့ကျွန်တော်ကနားလေဒါပေမဲ့တို့ရောဘာပြောလဲဆိုတော့တို့ရမယ့်အကျိုးအညက်တို့အခိုင်အမာရရှိမယ့်အရေးအတွက်ကိုပဲတို့ကဟိုစီထားခြင်းလားလို့ကျွန်တော်နားလေနားလေတဲ့အတွက်လေတို့ဒီ percentage တွေနဲ့ရှောက်ပြောနေခြင်းဖြစ်ပါတယ်အဲ့တော့ မဲလာမပေးဘူးဆိုတာမရှိတော့ပါဘူးဆိုတာပေါ့နော်ဒါ assumption ပေါ့ assumption ပေါ့ assumption ဒါလူလူကိုစိန်ခေါ်တာပေါ့အ ਨੇ ဆုံးတော့မင်းတို့ဒေါ်လာကြီးကိုဘယ်လောက်ထောက်ခံထောက်ခံငါတို့တနမိုးဒါမိုးနော်အရေးတွေမိုးထားပြီးတော့ဖိအားပေးရင်မင်းတို့တည်သူတွေကငါတို့လက်ထက်ကလူတွေပဲနော်ကြောက်ပြီးတော့လာပေးရမှာပဲဒါလို့ထင်အောင်လဲတို့ပုံစံမျိုးစုံနဲ့စီယုံနေကြတယ်အဲဘာလဲမဲပေးတဲ့ဆလစ်မရှိရင်ခရီးမသွားခိုင်းနေတော့မဲမပေးတဲ့နိုင်ငံသားကိုရောက်နေတယ်ကြော်တင်မဲမပေးတဲ့နိုင်ငံသားကိုရောက်နေတယ်သူတွေရဲ့ passport တွေကိုစောက်တတန်မတိုးပေးနေလို့ဆိုရဟာနေတော့လေတွေ့ရပါ ။နောက်ပြီးတော့ဘရုံးမှဘာမှထက်ပြောစရာသူတို့ဒီရွေးကောက်ပွဲနဲ့ဆေးရနာရှင်လုံးမဲ့ရွေးကောက်ပွဲမှာတော်တော်ကြီးဝင်ပါတယ်ကိစ္စနဲ့ပတ်သက်ပြီးသူတို့ဘာမှပြောစရာမရှိတော့ဆိုရင်တော့အခုကျွန်တော်နာမည်လေးပေးထားရေကိုကိုကြီးလိုဂျစ်ဆိုတာပေါ့နော်။ဟိုကိုမလိုဂျင်နဲ့အစိုးရလက်အောက်မှာနေရမှာလားကိုလိုဂျင်နဲ့အစိုးရကိုပေးလို့ရမှာကိုလိုဂျင်နဲ့အစိုးရမှာမဟုတ်တာ။သူတို့ပေးသူတို့အခုပြိုင်မဲ့သူတွေအကုန်လုံးကကိုလိုဂျင်နဲ့အစိုးရမှာမဟုတ်တာ။ဟိုဘလိုဝေးတိတိတူအောင်ကြည့်ပါပဲ။အဲ့တော့စစ်တက် ဒီစစ်တပ်ကကောင်နေတနက်တွေနော်စစ်ဖက်နဲ့ကြီးတွေနဲ့တနက်ကြီးတွေနဲ့ဘက်နဲ့ကြီးတွေဘက်နဲ့ဆိုစစ်တပ်ရှေ့မှာထိုးတွေတ냥လို့ဟာမျိုးတွေနဲ့ပြည်သူတွေကိုတတ်ထက်နေတာရိုက်နှက်နေတာနှင်းပန်းနေတာထောင်ချနေတာကဘာကြီးကမြင်သွားပြီဘမတီသူတွေလည်းမြင်သွားပြီသူတို့မှပြောအားမရှိလို့ပြောဖို့အခွင့်ရမရလို့နော်ပြောဖို့အဆင်မပြေလို့နှုတ်ပိတ်နေရတဲ့သူပေါင်းတန်ပေါင်းများစွာရှိပါတယ်သူကဒီလိုပါဝါ ဟို power of the powerless ပေါ့ဗျာဒီ bagla ဟာပဲဟိုဟာစကားလေးနဲ့ကျွန်တော်ယူပြောရအောင်တော့အာနာမေတွေဩဇာခွန်အားကိုအရင် short တော့ပုံရပါတယ်ဒီနိုင်ငံရေးသမားဆိုတဲ့သူတွေကအဲ့ကြောင့်မို့လို့သူတို့နိုင်ငံရေးကံကြီးထိုက်ပဲလို့ကျွန်တော်ယုံကြည်တယ်ဒါတော့ဒါဒေါ်စနာမင်းကိုတထွေးနိုင်တဲ့ interview မှာဆွေးနွေးထားတဲ့အချက်တွေပေါ်မှာကျွန်တော်ရဲ့အနေနဲ့ကိုသုံးသပ်ဆွေးနွေးထားတာပဲဖြစ်ပါတယ်ထုံးစံတိုင်းပဲခင်ဗျားတို့သဘောတူရရင်လည်းပါမယ်သဘောမတူရရင်လည်းပါပါလိမ့်မယ် အဲအနေနဲ့ကိုကျွန်တော်ကိုကွန်မန့်မန်မေးမေးထင်သွင်းရင်ဖြင့်ကျွန်တော်လည်းအသိဉာဏ်နဲ့တိုးနိုင်တာပေါ့ဗျာအချိန်ရရဆိုရင်လည်းကျွန်တော်လည်းအတန်လန်ဆွေးနွေးဖို့ကြိုးစားပါဦးမယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ